ဒီနေ့ဘလော့လေးကတော့ဖြိုဟာငစင်အိုင်းနဲ့တည့်တည့်ဟင်းလေးချက်မယ်ပြီးရင်ငပိတိုးစရာဆူဆုံလင်လင်နဲ့ထမင်းမမေစားပြောင်းမလို့ပါဖြိုရဲ့ဘလော့လေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်။ညီနီဆိုင်းစိန်နဲ့တည့်ကင်ဆိုင်းစိန်ဒီဒီနဲ့အာကျွန်းနေရောရှယ်ပဲ။ဒုံငစင်အိုးလေးနဲ့တည့်တည့်နဲ့ချက်စာအရန်ကြိုက်ပဲဖြိုဟာ။အင်းဘောနော် င်လာပါရှင်ဖြိုဖြိုပေ့ချ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒါငစင်ိုင်းလေးတွေကဥလီလေးပါတယ်ဆိုတော့ဖြိုကဒါတရက်ဒီနဲ့ချက်စာမှာပေါ့နော်အရင်ဆုံးတရက်ဒီလေးတွေကိုအခွန်ခွာပါမယ်တုံးထားတဲ့တရက်ဒီကတော့ဖြိုကမချစ်စုတရက်ဒီကိုတုံးထားတာပေါ့နော်မချစ်စုတရက်ဒီကကြတော့နည်းနည်းအချင်းလဲပေါ့တယ်ဆိုတော့လေဒါမချစ်စုတရက်ဒီကိုတုံးထားပါတယ်ကဲအရင်ဆုံးအခွန်လေးတွေခွာပြီးလိုက်ပါမယ် ပြီးရင်တော့ဖြိုးတို့စားချင်တဲ့ပုံစံတိုင်းအတုံးလေးတုံးပြီးလိုက်မှာပေါ့နော်။ကဲအားလုံးဆင်းသင်းဖြစ်ပြီဆိုတော့ဖြိုးတို့စားချက်ပါရမယ်။ ore ကိုစီလေးထည့်မယ်။စီပူလာရင်ကြိတ်ထားတဲ့ကျွတ်အဖြူမျိုးလေးထည့်၊စနွေးမုတ်လေးထည့်ပြီးတော့အရင်ဆုံးစီတက်ပေးပါမယ်။ပြီးရင်တော့အယောင်လေးလှောက်အောင်လို့ဖြိုးကအယောင်တင်မုတ်လေးပါနှစ်စုံလောက်ထည့်လိုက်ပါတယ်။စီတက်ထားတာလေးတွေမှုလာပြီဆိုရင်တော့ဖြိုးကစဉ်းစားငပိလေးကိုဖြော်ပြီးတော့နည်းနည်းထည့်လိုက်ပါတယ် င်တော့ငားလေးတွေထည့်ပေးပါမယ်ငားမှာတော့ဖြိုးအရသာမထည့်တာဘူးပေါ့နော်ကဲငားလေးတွေကိုစီပူနဲ့အရင်ဆုံးလုံးပေးလိုက်ပါမယ်။ပြီးရင်အရသာအတွက်အစာနဲ့နဲ့ဟင်းထုံမုံနဲ့လည်းထည့်ပေးလိုက်ပါရစေ။ကဲဒီချိန်မှာတော့ငားကိုစိတ်ကြိုက်မှွေလို့ရတာပေါ့နော်။ပြီးွားရင်တော့သူတို့တည့်ရက်တီးထည့်ပေးပါမယ်။ ပါတာရေလေးထည့်ပေးပါမယ်။ရေဟိုကြတော့ဖြိုးတော့ငါးလေးတွေမြုပ်ထည့်တီထည့်ပေးရမှာပေါ့နော်။ကဲပြီးရင်တက်တီးတွေနူရထီဖြိုးတော့အဖုံးလေးအုပ်ထားပေးရပါတော့မယ်။ခုဆိုရင်တည့်တည်လေးလည်းနူးလာပါပြီဒီလိုချိန်ကျရင်ဖြိုးတော့ဇွန်နဲ့အများကြီးမမှွေရအောင်ပေါ့နော်ဖြည်းဖြည်းတက်တာလေးပဲမှွေပေးနော်ငါးလေးတွေကြည်သွားမှဆိုလို့လေး ြီးရင်တော့ဖြိုးတို့အိုးခိုင်းလေးကိုကင်ပြီးတော့အခုလိုမှွေပေးလဲရတယ်နော်ကဲအခုဆိုရင်တော့ဖြိုးရဲ့အရန်ဆောက်လို့ကောင်းတဲ့ငဇိုင်းအတက်တီဟင်းလေးရပြီဆိုတော့ဖြိုးထမင်းမဆားခင်ဖြိုးကဒါတိုးစရာလေးပါတခါလေးပြုတ်လိုက်အောင်ပါဗောနော်တိုးစရာအတွက်ကကြောင့်ဒါကြိုင်ဟင်းညွန့်လေးကိုဖြိုးကပြုတ်လိုက်တာပါဒီရတရားကြတော့တိုးစရာဒီလေပေါ်ပြီဆိုတော့ဒါဖြိုးတို့ဒါထမင်းပုံမှန်ပြီဗောနော်ပြီးရင်ဒါကရတိစာမာလာဖူးလေးပါဖြိုးပြုတ်လိုက်မယ် ပြီးရင်တော့ဖြိုးတာခဏပဲပြုတ်တာပေါ့နော်။အားကြီးအကြက်ကြက်ကြီးမစားချင်လို့ခဏလေးပဲပြုတ်ပြီးတော့ရေအေးလေးထဲမှာပြန်ပြီးတော့ဆက်ထည့်ထားလိုက်ပါမယ်။ကဲခုဆိုလို့ရှိရင်ဖြိုးရဲ့နေလဲစားလေးအလုံးအစင်းလေးဖြစ်ပြီဆိုတော့အစားပါတော့မယ်။ဒါကတော့ခုနဖြိုးချက်ထားတဲ့တည့်ရတီနဲ့ငါးဟင်းနဲ့ပေါ့နော်။ပြီးရင်တော့ဖြိုးကလေဒီနေ့မှာဖြိုးတို့အိမ်မှာစိန်ထားတဲ့ဒင်းကြီးဆိုင်စိန်လေးရလို့လေဒင်းကြီးဆိုင်စိန်နဲ့တည့်ရကင်းဆိုင်စိန်လေးတွေနဲ့ထမင်းဆွဲမှာပေါ့နော်။မလာဘူးရဲ့ ရုံနေသေးလေးရဲ့ဒါကကြတော့ကြာဟင်းညွန့်နဲ့ပေါ့နော်။ကဲစားပါတော့မယ်။ဒီမှာငပြည့်ရှယ်နဲ့ကျော်လေတင်းနေစားရတဲ့တွေ့လို့ရှိရင်လေငပိဆက်ဆက်နဲ့စားချင်ရှယ်ရကြည့်ပါဦးနေလား အဖျွဲငယုတ်တီရလေးမဆောက်သေးတာတချို့ကမေဒီငယုတ်တီဘယ်ရရတာလဲဆိုတော့ဒါဖျိုးတော့ကိုယ်တိုင်ပေါ့နော်ငယုတ်တီတီးတန်းဝယ်ပြီးနေပူလှမ်းပြီးတော့လှော့ခိုင်းမှဖျိုးတော့ဟိုစိတ်ကြိုက်စားတာဆိုတော့လေဟိုရောင်းနှန်းနေလို့တော့တအားမဆောက်ဘူးပေါ့နော်အရောင်တော့အရှည်လှရသေးတာခင်းတော်မလို့တော့ဒါမဲ့ထည့်လိုက်ပါဦးမယ်ဒါငစင်ဥလေးနဲ့ဆိုတော့ဒါငစင်ဥနဲ့ဒီရတီလေးပါထည့်ကဲတင်းကြီးလေးယူမယ်ဟုတ်ตัวนูเนี่ยล่ะ အာကျွန်းရောရှယ်ပဲကဲ12လေးအရင်ကြွေးပါမယ်ဥလေးနဲ့ငစင်းဥလေးနဲ့ကြွေးစားကြပါဘူးရှိုးရောစားပါတော့မယ်ဒရင်လေးနဲ့ငပိအနမ်းရတာနေနဲ့စားခြင်းဟွန်းဟွန်းညနေကောင်း ီလိုရာသီရောက်နေတည့်ရည်ဟင်းချက်စာဒုံငဇင်အုပ်လေးနဲ့အတည့်တည့်နဲ့ချက်စာအရန်ကြိုက်ပဲပြော ီရာဒီမှာတင်းင်းနေတဲ့ပေါ်ပြီတင်းင်းနေပေါ်ပြီဆိုမဲ့တင်းင်းနေကကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အများကြီးတော့မစားနဲ့တော့သူကကြမ်းမရင်လည်းမညင်ညို့ဆိုတော့လေဟိုဆိုဆိုထမင်းမဲ့ယုံတလားမတလုံးနှလုံးပေါ့နော်ဆိုင်းစင်အဲ့လိုပဲတူတယ်အများကြီးမတူရဲကြောက်တယ်ကြောက်ကက်လည်းထိတယ်ဆိုတော့သူကလေကျွန်းရပါ 嗯，我今天的夜间你来有都悠不来是？干呢？嗯，好嘞。 ောင်းလို့ပါဒီဘောဒါမလာဘူးပေါ့နော်အခုကတော့ဒါနည်းနည်းရှားနေသေးတယ်သိလားပေါ်ကစားလေဆိုတော့လေうん。 ဟုတ်လားဝါးရှယ်ပဲတိတာဖြိုးဆပ်လိုက်တာမိန်နေရောပဲအခုချိန်မှာဆိုဒီငစရိုင်းလေးတွေပေါ်ပြီဆိုတော့တည့်ရတည်နဲ့ချက်စားကြည့်ကြနော်အရန်စားမိန်ပါလေအဖြိုးလို့ပိုစားမိန်အောင်လို့ငပြည့်နေတိုးစရာလေးနဲ့ပါထည့်ပြီးတော့စားကြပါတော့နော်ကဲနောက်တော့ကြာလို့ရှင်ဖြိုးဘာချက်ပြပြီးတော့ဘာစားပြအောင်လဲဆိုတာစောင့်လို့ရှိဝေးကြပါအောင်ရှင်တက်တာ